ီ OIC အဖွဲ့ကြီးကို1969ခုနှစ်စက်တင်ဘာလမှာစပြီးဖွဲ့စည်းခဲ့တယ်ဖွဲ့စည်းတဲ့အချိန်ကဘာသာရေးအသင်းအဖွဲ့အနေနဲ့ဖွဲ့စည်းပါတယ်လက်ရှိမှာတော့ကျွန်တော်တို့ဒီ OIC အဖွဲ့ကြီးကနိုင်ငံပေါင်း58နိုင်ငံနဲ့ဖွဲ့စည်းထားတယ်ဖွဲ့စည်းထားတယ်ကျွန်တော်တို့ဒီမှတ်တမ်းတွေရဆိုရင်ကုလသမဂ္ဂပြီးရင် OIC OIC ကကမ္ဘာမှာကျွန်တော်ဒုတိယအကြီးဆုံးအဖွဲ့ကြီးတကယ်ကြီးဖြစ်နေလို့ဒီတည်းဟုတ်ရင်မဟုတ်ဘူးဆိုတာကိုဒိမီရာသမားတွေအနေနဲ့ကအတီးပြုတ်ပေးဖို့လိုအပ်ပါတယ်။ အမျိုးသားရေးတွေးမအေးစေနဲ့ဘုရားတော်ရဲ့နာမည်ကပါတယ်ဟောလမျိုးတွေအားလုံးပဲငလင်မင်းနဲ့မေးပြီးတယ်မှာမြန်သောကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Quick Jet Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုရရှိမလို့တော့ပေးကမှာတော့ယနေ့စက်တင်ဘာလ30ရက်နေ့ညပိုင်းထီနောက်ဆုံး ရရှိသတင်းချို့ကိုကြီးညိုဖော်ပြပြီးတော့ဖြစ်တဲ့တော်လည်းမျိုးတွေအားလုံးပဲအဆုံးနှရှိဖို့ဒီနေ့ထမှန်တောင်းဆုလိုက်ပါတယ်။ဘရောင်းသွန်းသတင်းပုံအနေနဲ့ကတော့မိုးမီနဲ့သထုံမြို့နယ်ကင်းရင်လေးစိတ်ကြီးရွာကိုအကြမ်းဖက်စစ်တပ်ကရင်ဝင်းရောက်စီးနှင်ပြီးတော့အသက်73နှစ်ရွယ်ကလေးငယ်များပေါဝင်ပြည်သူ35ဦးအော်ဒါဆဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကပြောထားတာတွေ့ရှိရပါတယ်။ဒါဟာစက်တင်ဘာလ28နေ့မှာသထုံမြို့နယ်ကင်းရင်လေးစိတ်ကြီးရွာကိုအမှတ်6စစ်ချေခံလေးကြီးအကြောင်းနဲ့တိမ်စိတ်ရေးစကန်ကနေစစ်သားတွေကရဲများပူးပေါင်းပြီးအင်အား90ဝန်းကျင်ကစစ်ကြောင်းထိုးဝင်ရောက်လာဖြစ်ပါတယ်။ ိတ်စကြောင်ဟာအင်းလေးသည့်ကျွေးရမှအသက်73နှစ်အရွယ်အသက်40နှစ်အရွယ်အသက်50နှစ်အရွယ်မျိုးသားများနဲ့မျိုးသမီးများပေါဝင်ပြည်သူ35ကိုပေါ်တာဆွဲဖမ်းဆီးသွားခြင်းကြောင့်သူတို့ပေါ်တာဆွဲဖမ်းဆီးသွားသောပြည်သူများကိုအမှတ်9စစ်ချေခံလေ့ကျင့်ကြောင်းကိုဖမ်းဆီးခေါ်ဆောင်သောကြောင့်လည်းသိရှိ။လာတူပဲဩဂုတ်လ30ရက်နေ့ကလည်းအကြမ်းမဆက်တရားကိုတိန်ရိုးကျေးရွာကိုဝင်ရောက်စီးနှင်းပြီးပြည်သူ40ကျော်ကိုဖမ်းဆီးသွားကိုယ်တော့ပြန်လို့ပြေးခဲ့တော့လဲအများစုကိုပြန်လို့ပြေးခြင်းမရှိသေးဘူးလို့သိရှိရပါတယ်။ရှိရမှာ။ကောင်းလေ။ဒီခွေးတွေနေနဲ့ မလုပ်မလဲဆိုတာကတော့စဉ်းစားစရာပဲသူကတိုင်းမဲ့လုပ်မလားအခြားနေရာမှာအသုံးပြုမလားဆိုတာကမြင်နေရပြီးတော့ပြည်သူတွေအနေနဲ့ကတော့သူလက်နက်ကင်ထားတဲ့စုဝေးတွေကြောင့်နေစင်းနေမြဝန်နေကြည့်မှုတွေကိုင်းဖိတ်လန့်မှုတွေရအမှန်ဖြစ်ပါတယ်နောက်တစ်နေ့ပုံအနေနဲ့ကတော့ရှမ်ပီနယ်ကကြောင်မဲမျိုးကိုပြန်ပြီးတော့သိမ်းနိုင်တော့မယ်ဆိုပြီးတော့စစ်တပ်ဝါရဖြန့်နဲ့ကြော်ဆိုးဦးတို့ကနေပြောနေပေမဲ့လက်ရှိချိန်မှာကတော့စစ်တပ်ကအထက်ကိုမုန်းနေတဲ့ဖြစ်တဲ့အတွက်တမျိုးလုံးကိုဘုံတွေကျဲမြောက်တွေနဲ့ပြစ်နေတာတွေ့နေရပါတယ်ဒါရှမ်ပီနယ်ကြောင်မဲမျိုးဘုံကိုအကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီးတွေဒုံးတွေနဲ့စတဲ့ပစ်ခတ်တိုက်ခိုက်နေပြီးလိန်နေတဲ့ဘုံကျဲမှုတွေခါခါလုပ်ပြီးမြို့ပေါ်နေရာချို့မှလည်းမိတွေလောင်ကျွမ်းနေတယ်ဆိုတာလည်းတပုန်နေတော့ဖော်ပြထားတာဖြစ်ပါတယ်။ဒါစတိမတာ30ရင်းကြီးနေမွန်လက်ပက်ကစတင်ပြီးတော့အကြမ်းမဆစ်တရာကျောင်းဝဲမြို့ကိုဒုံးလက်နက်ကြီးနဲ့စတဲ့ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။ကျမစစ်တဲ့တိုက်ခိုက်မှုကြောင့်တုံးမြို့မှာရှိတဲ့တစ်တော်ယုံနဲ့ရေစကန်ပေါင်းဝင်ခဏဆိုင်ရဲ့အဆောက်အုံတွေလည်းမိတော့နေပြီးမြို့ပေါ်ချင်းတွေကရှုပ်ထွေးနေလို့သိရပါတယ်။ဒါလုံးမှာတော့စစ်တဟာကျောင်းမြို့နဲ့အနီးဆက်ဆုံး၄မိုင်ကွာကိုရောက်ရှိနေပြီးကျောင်းနဲ့ ောင်မဲမြို့စီရီချင်းဒီမှာဘေးနံလုံးချင်းကိုရောက်ရှိနေကြောင်းတော်နိုင်သတင်းမီဒီယာကသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မြန်မာနိုင်ငံမှာလက်ရှိချင်းဒီမှာမင်းအောင်နိုင်အနေနဲ့နေပြည်တော်မှာဗလီကြီးဆောက်ခွင့်ပေးရတဲ့ပတ်သက်ပြီးတော့မဘာသာအဖွဲ့တွေကလုံးတောင်းလို့ခြောက်ချပြီးတော့သိတော်ထွက်ကြတဲ့ကောင်တွေရှိကောင်းရှိနေမှာပါ။တကယ်ပါပဲ။ဘုံရည်အနေနဲ့ကရုံးတုံးထားကနေပြီးစပိန်ထောင်ပိုင်းအနေထားပေါ်ရောက်နေရလဲတွေ့နေရပြီးတော့လက်ရှိချင်းမှာဘောမာဒီအနေနဲ့ဒါကတော့မဟုတ်နိုင်ဘူး။ဒါကတော့ဟုတ်နိုင်တယ်ပြောမိတယ်ဝီရသူကိုယ်တိုင်ဘုံမောင်ကောင်မပုတ်ပြန်ကြီးညာတက်လိုက်တဲ့အခါမှာတော့အကုန်လုံး မင်သက်အော်ဘဝတွေပြက်ပြီးတော့ငါတို့တွေဒီချိန်ကတော့အမေစုလက်ထက်မှာပြောခဲ့တဲ့စကားလုံးတွေကတော့အခုတော့အဘကနေပြီးတော့လိန်မင်းနေတဲ့ဘုံကျဲဖရားတွေအိမ်မှာရှိတဲ့ဖရားစီနေပြူကြပြက်စီနေပြီးတော့မှတော့ဗလီကြီးစောက်တော့မယ်ဆိုပြီးတော့ပြောနေပြီမလဲတချို့ဘုံမတွေကတော့ဒါအဘမှန်နေဆိုပြီးတော့အမှန်ထောက်ခံပြီးတော့လုံးဝမပေါ်တာဘဝကနေပြီးတော့လုံးဝဗလီတက်ပြီးတော့ဒီကူမနေထားပြောပါတွေ့နေရပါတယ်ဟောဒီကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဒီသတင်းကမပြောလို့မရဘူးဒီသတင်းကပြောကိုပြောရမှာ ော် OIC နဲ့ပတ်သက်ရင်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေ OIC ဆိုတဲ့နာမည်ကိုကောင်းကောင်းမှတ်မိကြပါတယ်ဒီ OIC အဖွဲ့ကြီးကို1969ခုနှစ်စက်တင်ဘာလမှာစပြီးဖွဲ့စည်းခဲ့တယ်ဖွဲ့စည်းတဲ့အချိန်ကဘာသာရေးအသင်းအဖွဲ့အနေနဲ့ဖွဲ့စည်းပါတယ်လက်ရှိမှာတော့ကျွန်တော်တို့ဒီ OIC အဖွဲ့ကြီးကနိုင်ငံပေါင်း58နိုင်ငံနဲ့ဖွဲ့စည်းထားတယ်ဖွဲ့စည်းထားတယ်ကျွန်တော်တို့ဒီမှတ်တမ်းတွေရဆိုရင်ကုလသမဂ္ဂပြီးရင် OIC OIC ကကမ္ဘာမှာကျွန်တော်ဒုတိယအကြီးဆုံးအဖွဲ့စည်းဟိုဘယ်လောက်ခင်ဗျဘယ်လောက်ကြောက်စရာကောင်းလဲ OIC ကကုလသမဂ္ဂအဖွဲ့အစည်းကြီးပြီးရင် OIC ဆိုတဲ့အဖွဲ့အစည်းကကမ္ဘာမှာဒုတိယမြောက်အကြီးဆုံးဖွဲ့စည်း OIC နိုင်ငံရဲ့လှုပ်ရှားမှုကတော်တော်လေးကြည်ကြဲပြင်းပြင်းရှိတယ်ပြီးတော့ကျွန်တော်တို့သူတို့စတဲ့ဒီဖွဲ့စည်းရဲ့ရည်ရွယ်ချက်ကတော့စီးပွားရေးလူမှုရေးဘာသာရေးယဉ်ကျေးမှုပညာရေးနဲ့သိပ္ပံနဲ့နှီးပညာပူးပေါင်းဆောင်ရွက်ဖို့စီးပွားရေးပါတယ်နိုင်ငံရေးပါတယ်လူမှုရေးပါတယ်ဘာသာရေးပါတယ်ယဉ်ကျေးမှုပါတယ်ပညာရေးပါတယ်သိပ္ပံနဲ့နှီးပညာတွေဖွဲ့စည်းဖို့ဒီ OIC ဖွဲ့စည်းကပြီးခဲ့တဲ့2000 2013ခုနှစ် 2013ခုနှစ်မှာမြန်မာနိုင်ငံမှာမြန်မာနိုင်ငံကိုသူတို့ငားရကြလာလာရောက်ခဲ့တယ်လာရောက်ပြီးတဲ့သူ့ရဲ့ဒီ OIC ခီးစင်ပေါ့ဗျာ OIC အဖွဲ့ရဲ့မြန်မာနိုင်ငံခီးစင်မှာဆိုရင်မြန်မာနိုင်ငံသူနိုင်ငံသားတွေကဒီကန့်ကွက်မှုတွေလုပ်ခဲ့ကြတယ်အဲကန့်ကွက်မှုတွေလုပ်တာကရခိုင်ရခိုင်ပြည်နယ်မှာလည်းလုပ်တယ်မြန်မာနိုင်ငံတဝန်းလုံးမှာလည်းဒီ OIC အဖွဲ့ကိုကန့်ကွက်မှုတွေလုပ်တယ်ပြီးတော့ကျွန်တော်2018ခုနှစ်မှာလည်း2018ခုနှစ်မှာလည်းဒီ OIC အဖွဲ့ကြီးက ရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ပြည်ပကနဲ့ပတ်သက်ပြီးတော့ဒီပြည်ပကအတွင်းမှာကုလသမဂ္ဂကနေပြီးတော့ဂျားဝင်ဆောင်ရွက်ပေးဖို့ဆိုပြီးတော့တို့ဒါမလေးရှားနိုင်ငံမှာတို့အစည်းအဝေးဆုံးဖြတ်ချက်ကိုချခဲ့တယ်။အဲ့ဒီအစည်းအဝေးကကျွန်တော်တို့မလေးရှားနိုင်ငံမှာကျင်းပခဲ့တယ်။ဒါက2018ခုနှစ်ပါ။ OIC အဖွဲ့အစည်းကြီးကကျွန်တော်တို့ဒီရခိုင်ဒါဥဒိသိန်လက်ထက်မှာတို့ရဲ့လှုပ်ရှားမှုတွေအသိမရှိဘူး။သို့တော်လည်းပဲကျွန်တော်တို့ဒီ NLD ပါတီလက်ထက်မှာတို့ရဲ့လှုပ်ရှားမှုတွေကပြင်းပြထန်ထန်လှုပ်လာတယ်။ဆက်ပြီးတော့ကျွန်တော်တို့ဒီမှတ်တမ်းမင်းပါလက်ထက်ကြမှာပဲ။ ONC ကမလို့ရှာဘူးမင်းဘာသွားပြီ ONC မှာသွားလို့ရှာနေတာ lovely เนี่ยပတ်သက်တဲ့အဆက်လေးပေါ့เนาะဟိုကျမတို့ဒီ2023မှာဒီကျမတို့ဒီဖခင်ဥဆောင်တဲ့တက်မတော်ဆိုရပေါ့ NASA ကပေါ့เนาะအဲ့တုန်းကတော့ NASA ကပေါ့အခုကနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကောင်စီဆိုပြီးတော့ပြောင်းလိုက်တာပေါ့เนาะ NASA ကအစိုးရလက်ထက်မှာဒီဘာသာပေါင်းစုံချစ်ချည်ရေးအခမ်းအနားပွဲမှာဒီอิสลามဘာသာဝင်အပါဝင်တခြားသောခရစ်ယာန်ဟိန္ဒူတွေကိုသူဒီနှစ်ဧကစီပေါ့เนาะနှစ်ဧကစီဒီသူတို့ ဘာသာရေးအဆောက်အုံတွေဆောက်လုပ်ဖို့အတွက်ဒီဟောက်ကိုပေးအက်ပေးအက်ခဲ့တယ်เนาะအခမ်းအနားနဲ့ပေးအက်ခဲ့တယ်ဥပဒေနဲ့အညီဘာကြောင့်အဲ့လိုမျိုးပေးအက်ခဲ့တဲ့အပေါ်မှာဒီကျမတို့ဒီအစ္စလမ်ဘာသာဝင်တွေကိုဒီကလာပလီဆောက်ရုပ်ခွင့်ပေါ့နော်ဒီမြေဧကပေးအပ်ခဲ့တယ်ဒီနေပြည်တော်အပိုင်အမည်မြေမှာပေါ့နော်တခြားသောဘာသာဝင်တွေကိုလည်းနှစ်ဧကစီပေးအပ်ခဲ့ပါတယ်အဲ့ဒီအပေါ်မှာကျမတို့ဒီဗုဒ္ဓဘာသာဝင်တွေရဲ့စိတ် နှလုံးမချမ်းမြေ့ဖွယ်ဖြစ်ခဲ့ရတယ်ဖြစ်ခဲ့တဲ့အပေါ်မှာဒီဝေဖန်ကန့်ကွက်တဲ့ဒီပြည်တင်ပြောဆိုဝေဖန်မှုတွေဖြစ်လာတယ်เนาะဘာဖြစ်လို့ဖြစ်လာရလဲဆိုတာဒါကျွန်မအပြစ်မပြောပါဘူးကျွန်မတို့ဗုဒ္ဓဘာသာဝင်တွေစိတ်နှလုံးမချမ်းမြေ့ဘူးဖြစ်လာရတဲ့အကြောင်းများဒီအစ္စလမ်ဘာသာဝင်တွေဆိုတာကလည်းเนาะမြေမြေကိုတလက်မရတလက်မတပေရတပေတရက်ခွက်ရတရက်ခွက်ကိုသူတို့ကချဲ့ပြီးတော့သူတို့ရဲ့ဘာသာရေးအဆောက်အအုံတွေကိုစောက်လာတာကိုတရားဝင်ခွင့်ပြုထားရတဲ့အပြင် ကိုကြောင့်ခိုးဝဲနဲ့သူတို့တွေကသူတို့ရှိတဲ့နေရာတွေမှာသူတို့ကအိမ်ပုံစံဆောက်ပြီးတော့အထက်မှာဘာသာရေးအဆောက်အဦတွေဖြစ်တဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်အောင်ခိုးပြီးဆောက်လာခဲ့ကြတာနော်ဘာသာရေးလူမျိုးရေးပေါ့နော်သူတို့ဘာသာကိုဒါနယ်ချဲ့လာတာပေါ့အဲ့လိုမျိုးတွေဖြစ်ရက်တွေဖြစ်လာတဲ့အတွက်ကျမတို့ဗုဒ္ဓဘာသာဝင်တွေကလက်မခံခဲ့ဘူးနော်လက်မခံခဲ့ဘူးလက်မခံကြဘူးအဲ့လိုမျိုးတွေကြောင့်လည်းခဏခဏဒီဒီအစ္စလမ်ဘာသာဝင်တွေနဲ့ဘာသာရေးပြိပက္ခဖြစ်ခဲ့ရတယ်နော်ဖြစ်ခဲ့ရတယ်ဒါပေမဲ့ ကျမတို့မိဘပြည်သူတွေတခုကျမကမြတ်တာရက်ခံနေတာကနားလဲပေးပါเนาะကျမတို့တက်မတော်ကာကွယ်ဦးစီးချုပ်ကြီးဦးဆောင်တဲ့တက်မတော်အစိုးရကပထမအမျိုးသားရေးကိုတက်ဆာဖောက်မှာမဟုတ်ပါဘူးเนาะမျိုးသားနင်ဝဲကြိတ်သွားမှာနင်ဝဲတက်ရေးကိုတက်ဆာဖောက်မှာမဟုတ်ပါဘူးဘာကြောင့်ပေးအပ်လာလဲဆိုတော့နိုင်ငံတော်အစိုးရတရက်အနေနဲ့တရားဝင်အစိုးရတရက်အနေနဲ့သူလုံသိမ်းလုံထိုက်တာကိုပေးတာပါကျမတို့နိုင်ငံသည်ဖွဲ့စည်းပုံခြေခံဥပဒေအရဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တဲ့အတွက်เนาะကျမတို့ဒီနိုင်ငံကလည်းဗုဒ္ဓဘာသာကို နိုင်ငံဖြစ်တယ်เนาะနိုင်ငံသားအများစုကိုးကွယ်ရနိုင်ငံဖြစ်တဲ့အတွက်ပုံမှန်သုံးချောက်တက်မှာပြတန်းထားတာကနိုင်ငံတော်သည်ဗုဒ္ဓသာသနာတော်ကိုနိုင်ငံတော်၏နိုင်ငံသားအများစုကိုးကွယ်ရဖြစ်သောဂုံတုဝိသေသနာနှင့်ပြည့်စုံသည့်ဘာသာသာသနာဖြစ်သည့်ယူနိုင်ငံတော်ကအသိမှတ်ပြုရเนาะပုံမှန်သုံးချောက်နှစ်မှာနိုင်ငံတော်သည်ခရစ်ယာန်ဘာသာသာသနာအစ္စလမ်ဘာသာသာသနာဟိန္ဒူဘာသာသာသနာနှင့်နာကိုးကွယ်သောဘာသာတို့ကိုဤဖွဲ့စည်းပုံအခြေခံဥပဒေတည်သောနေ၌နိုင်ငံတော်နှင့်ရှိနေကြသောကိုးကွယ်ရဘာသာများဟုအသိမှတ်ပြုရတယ်เนาะအသိမှတ်ပြုသည်တဲ့ပုံမှန်363မှာနိုင်ငံတော်သည်အသိမှတ်ပြုထားသောဘာသာသာသနာများကိုတတ်နိုင်သမျှကူညီဆောင်ရှောက်မယ် ်ဟမ်အဲ့ဒီလိုပြဋ္ဌာန်းထားတဲ့အတွက်အစိုးရကသူ့အစိုးရတရက်အနေနဲ့လောက်တာပါเนาะအစိုးရတရက်အနေနဲ့လောက်တာပါအဲ့ဒါကိုကျမတို့ဒီအများစုကိုးကွယ်တဲ့ဗုဒ္ဓဘာသာဝင်တွေကလည်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ရေးကြည့်တယ်နော်သေချာနားထောင်မှာပုံမှန်လေးမှာနိုင်ငံတော်ဤအချုပ်ချာအာဏာသိနိုင်ငံသားများထံမှဆင့်သက်ပြီးနိုင်ငံတော်တဝန်းလုံး၌တည်သည်တဲ့နိုင်ငံတော်ကသူတို့လုတ်ပိုင်ခွင့်ရလုတ်ချင်နိုင်လုတ်လို့မရပါဘူးတဲ့ဖြစ်တယ်။ဟာဒီတဲ့ခုတ်ယူမဟုတ်ယူဆိုတာအတိမပြုတ်နိုင်ဘူး။ဘာလို့လဲဆိုတော့ပြည်ပမှာနေတဲ့လူတယောက်ကပြောတဲ့တဲ့ဖြစ်နေတယ်။ဒီတဲ့ခုတ်ယူမဟုတ်ဘူးဆိုတာကိုဂိမ်းမီယာသမားတွေအနေနဲ့ကအတိပြုတ်ပေးဖို့လိုအပ်ပါတယ်။အင်း။ကဲပုလူမတယောက်ကတော့နေပြီးတော့မှဘလီရဆော့လို့ဘလီရပြီးတော့မယ်။အခုချိန်ဒီဘဏ္ဍာမဆော့မှသူမသိသေးဘူးလေ။ဘူရကသူကတော့ဟိုထင်နေမဲ့စေမကောင်းစွာနဲ့တိတ် နှလုံးညှိုးနှွမ်းတာနဲ့ထုတ်ပြန်လိုက်နေရတွေ့နေရပါတယ်။အမျိုးသားရေးသွေးမအေးစေနဲ့။ဟွန်း။ဘုရားတော်ရဲ့နာမည်ကပါတယ်။ဟုတ်တယ်။ဟုတ်ကဲ့။အားလုံးမင်္ဂလာပါ။ကျွန်တော်မြန်မာနိုင်ငံမှာကိုစိုင်းထက်ဆန်ပါ။ဟွန်း။အဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တာကအများဖြစ်နေကြတဲ့ပြဿနာပေါ့။ဒီပြည်တော်မှာပဋိဆောက်တဲ့ပြဿနာပေါ့။ အဲ့အရာလေးကိုကျွန်တော်နည်းနည်းအနည်းငယ်ပြောချင်တယ်ပလီစောက်တဲ့ဟာကဒီကိစ္စကကျွန်တော်တစ်ခေါက်မှတ်မိရောမလားမသိဘူးကျွန်တော်တို့ဘာလို့မာလာဝီစီကဘုရားငတ်မှာအဲ့အဲ့နာမှာပလီစောက်မယ်ဆိုပြီးတော့မှပလီဒီဇိုင်းနေတောင်ထွက်လာသေးတယ်အဲ့တော့ဒီဟာကိုအဒီဗီဒီယိုမှာသွားတာဖြစ်တယ်အလိုမျိုးဖြစ်နေတာကိုသတ်တွေ့ရတယ်အခုလေထိုနီလည်းကောင်းမယ်ပလီရေစောက်ခွင့်ရှိတယ်ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကဘာသာရေးလေးခုဒီရှိနေတဲ့ဟွာတွေဘာသာအလုံးစီလုံးညီညွတ်ရေးဒီကိစ္စတွေကိုစီစဉ်နေတာစီစဉ်နေတာအဲမင်းတို့လက်ရှိကျတော့ဘာသာအလုံးစီလုံးညီညွတ်ရေးတယ်အမေစုလက်ထက်ကျတော့ဘာမှတော့မလုပ်ပါသေးဘူးကလနိုင်ငံဖြစ်မှဆိုပြီးပြောနေပြီးတော့မင်းတို့ကောင်တွေကတကယ်ချင်းကြရေးကိုတကယ်ကောင်တွေပဲမင်းတို့ကောင်တွေကဘာကြီးမှမနေသင့်တော့ဘူးသူတို့မြန်မာနိုင်ငံမနေသင့်တော့ကောင်တွေပဲဖြစ်တဲ့အတွက်ဒါတွေအားလုံးကိုလည်းခွင့်ပြုပေးပါလုံးပါပဲအဲ့တော့ဒါကြီးနဲ့ပတ်သက်ပြီးတော့မှတစ်ဖက်က ြောနေတဲ့လူတွေရှိသလိုတချို့လူတွေပြောနေတဲ့လူတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့တော့ဒါရှင်းပြောဆင်ဒါခွင့်ပြုသင့်လောက်တော့ခွင့်ပြုရမှာပေါ့ဟွန်းเนาะဘာလို့လဲဆိုတော့ဒီကျွန်တော်တို့ဒီအမေဒီကျွန်တော်တို့ဘောမတွေလောင်နေဆိုတာတော့ပြောတာတကယ်ကိုလောင်တာအပကထိကလှုပ်ချင်တာလို့ဟောကလိုက်ပိတ်ပိတ်လို့မနဲ့ရှန်ထွက်ဘောကြီးကကြီးလက်ပြင်းကိုပြီးတားထွက်မျက်စိကပြူးဘောကြီးပြက်နေတာပေါ့ ောက်တဲ့တင်မို့အနေနဲ့ကလက်ရှိချိန်မှာဘန်ဆယ်လိုနေနိုင်ငံရေးပုံမှန်ပေါဝင်ပြီးတော့အခုလိုမျိုးပွဲတွေပြုလုပ်ပြီးငွေကြေးရှောက်ပင်နေတော့လုံးဝဆိုင်နေပြီလို့သိရပါတယ်။ဒီစားပတ်သက်ပြီးတော့ဘန်ဆယ်လိုကိုချစ်ခင်မြန်လို့ကြားတယ်။ဘန်ဆယ်လိုယုံကြည်အားကိုးကြတဲ့သူတွေနေကတော့မျိုးတွေးထင်ကြပြီးတော့ဘန်ဆယ်လိုမျိုးတည်တဲ့သူတွေကလည်းကောင်းတယ်လို့ပြောနေတွေ့ရပါတယ်။ဘာပြောတာဟာတနည်းအခုပြပြီးတော့တော်လန်ပေါ်မှာတကယ်ထောက်ပံ့ခဲ့လားတကယ်မထောက်ပံ့ခဲ့ဘူးလားဆိုတာကတော့တော်လန်ပြည်သူနဲ့တော်လန်မျိုးတွေအားလုံးပဲဖုံးပြမနေတာကိုလည်းဖြစ်ပါတယ်။ဒါကတော့ကိုစီကိုယ်တိုင်ပြောတာဖြစ်တဲ့အတွက်ပြန်လည်းဝင်ပြန်ပြလို့ဖြစ်ပါတယ်။တကယ်တဲ့ဘန်ဆယ်လိုဆိုတဲ့မျိုးသမီးကတော့သူ့ရဲ့လူမှုကွင်းမှာကြီးညာလိုက်ပါပြီ။ဘန်ဆယ်လိုက လက်ရှိရန်ပုံငွေရှာဖွေရေး project တွေနဲ့ဘာတစ်ခုမှတာဝန်ယူတော့ပါဘူး။ရှင်းရှင်းပြောရင်တော်လန်ရေးကိုတူငွေလုံးဝမရှာပေးတော့ပါဘူးလို့ကျေညာချက်ထုတ်လိုက်ပါမယ်။နော်ကျွန်တော်တို့အမြဲပြောပါတယ်ထောက်ပို့တွေကိုအရေးကြီးတယ်ထောက်ပို့တွေကိုဝင်းရမှာထောက်ပို့တွေကိုအရေးကြီးတယ်ထောက်ပို့ကနေတွားတဲ့တော်လန်ရေးဖြစ်တဲ့အတွက်ထောက်ပို့တွေကိုဝင်းရမှုမရှိဘူး။ဒါပေမဲ့ထောက်ပို့တွေရှိကလိုရင်တောင်းတဲ့လူရှိတယ်ဒါကျွန်တော်ဘယ်သူမှမပြောဘူးနော်လိုရင်တောင်းတဲ့လူရှိတယ်ထောက်ပို့ကောင်းဘယ်သူပဲတနေနေဘယ်သူမတက်ဆိုင်ဘူးအဲ့ဒီနေရာမှာတခုဆိုးတာက အခုပန်းစံလုံးလုံးမျိုးဆိုရင်တဖွဲ့တစ်ခုတည်းအတွက်ထောက်ဖို့လုပ်တာမဟုတ်ဘူးအဲ့ဒီအတွက်အဲ့လိုလူမျိုးတွေကိုဘယ်လိုသဘောထားဆိုကျွန်တော်တို့ပေါ့ကျွန်တော်တို့ဆိုတိုင်ရင်တစ်ခုတည်းအတွက်ထောက်ဖို့လုပ်တာမဟုတ်ဘူးရတဲ့ဂျမုံကိုညှပ်ပြီးတော့တိုင်းတဲ့ပြည်နယ်ကိုချပေးတယ်အဲ့တော့တိုင်ရင်တပ်ဖွဲ့တွေကဒီလူကသူတို့ရဲ့ထောက်ဖို့မဟုတ်ဘူးဆိုတော့အတွေးမျိုးတွေးထားတဲ့အတွက်အဲ့ဒီလူတွေကိုကြိုက်တဲ့လူတိုက်ခိုက်တိုက်ခိုက်သူတို့နဲ့မဆိုင်သူတို့ပဲနေအဲ့တော့အဲ့ဒီလူတွေပျော်လဲတော့ရင်တော်လိုင်းရင်ဘလောက်တင်းတာသွားမလဲဆိုတဲ့အရာကိုမတွေးကြဘူးနောက်တစ်ခုက NG အစိုးရအနေနဲ့ကလည်း ထောက်ဖို့ကဏ္ဍကိုလုံးဝကိုတည်ယူရှိထားတာတွေ့လောက်ပါတယ်တော့မပြောနဲ့ PRF ကဏ္ဍတော့ဒါအဓိပ္ပာယ်မရှိဘူးအဲ့လောက်လုပ်ရုံနဲ့နော်တကယ်ဒီမှာမဆိုင်တဲ့ဝင်ကြီးဌာနတွေတောင်ရှိနေတာဒီထောက်ဖို့ကဏ္ဍအတွက်တီးတန့်ကိုကျွန်တော်တို့စီစဉ်ရမယ်ဥဆောင်ရမယ်နော်လမ်းပြရမယ်ဝင်းရံရမယ်ကာကွယ်ရမယ်ဒါတွေဘာတစ်ခုမှမရှိတဲ့အတွက်ထောက်ဖို့တွေကခိုးတဲ့ကောင်ကခိုးတယ်မခိုးဘဲနဲ့ဘဝနဲ့ရင်းမိလုပ်တဲ့ကောင်ကစော်ကားကန်အထိနှိတ်ကုတ်ကန်အထိတယ်နော်အခုကျွန်တော်ဆိုရင်အတိုင်းမှာမျိုးစုံတိုက်ခိုက်ခံရတာ ကိုနီးကိုဟန်နေပဲရအောင်တက်ကြက်ခံပြီးလုပ်နေတာနော်ပန်ဆယ်လိုဆိုပူဆိုးတယ်အားလုံးတိတဲ့အတိုင်းနောက်ပန်ဆယ်လိုကိုစိတ်သက်ကြွားတဲ့အပိုင်းကတော့ကျွန်တော်ထင်တာမှမိုင်းရန်သူဘက်ကိုသူစောက်ပြုတ်ဆိုင်တဲ့လူမျိုးတော့မဟုတ်ဘူးနော်ကျွန်တော်တို့လည်းရန်သူဘက်ကိုစောက်ပြုတ်မဆိုင်ဘူးအဲ့ဒီကိုဘက်ကဘာဆိုတဲ့ဟာတွေရဲ့တိုက်ခိုက်မှုကြောင့်အဲ့လိုဖြစ်တာအဲ့တော့ဒီနေရာမှာကျွန်တော်ပြောတာကျွန်တော်ပန်ဆယ်လိုဖန်လဲပန်ဆယ်လိုအောက်ဆွဲလဲမဟုတ်ဘူးတခုတော့ပြောချင်တယ်တော်လှန်ရေးမှာဗျာလူ9ယောက်ကရန်ပုံငွေရှာပေးနေတယ်နော်ဒီလူ9ယောက်အချိန်ကြောင့်တော်လှန်ရေးကိုရန်ပုံငွေစီးစင်းတယ် ဒီလူဘောမကောင်းဘူးဆိုပြီးဒီတယောက်ကတိုက်တယ်ဒီတယောက်ယော့သွားမယ်ဘယ်နှယောက်စာပဲကျန်တော့လေးယောက်ပဲရှိတော့မယ်လေအဲ့တော့ဒီလူကတကယ်မကောင်းဘူးလားမကောင်းဘူးခိုးတယ်ဖွက်တယ်ဆိုလို့ရှိရင်လေတက်တယ်တက်ကရအချက်နဲ့တိတိကျကျနဲ့စော်လေအခုပန်ဆယ်လိုကတခါလဲပြောလာတယ်ရံပုံဝင်ရှာပုံရင်းနဲ့ပတ်သက်လို့သူလုံးဝမလုပ်တော့ဘူးဒီသူလုပ်ခဲ့တဲ့အရာတွေအားလုံးဒီဗယံမကဆွတ်ဆွဲတာကလွဲလို့တိကျတဲ့နော်တက်တယ်တက်ကရရှိရင် UNG အစိုးရရှိမှပိုင်ကြားနိုင်တယ်အန်ယူဒီအစိုးရရဲ့စစ်ဆေးအရေးယူခြင်းကိုခံပေးဖို့အစင်းနဲ့ရှိတယ် နေစတေမာလာတုံးတဲ့ရင်နေပေါ့နော်လာပြီးတလားလဲဒါတွေလဲကုံမြန်ပြီပေါ့နော်ဒါတွေလဲကုံမြန်ပြီဒါလာတွေကုံတိုင်းကုံတိုင်းမှာအဲလာကုံငါဒီလာကုံရင်တော့အဲလောကလာတာလေးထွက်လာရင်အဲဘဲဘဲဖွဲကိုဘယ်လောက်လှူမဲနော်ဘယ်လိုမျိုးမြေပြင်ဖွဲကိုဘယ်လောက်လှူမဲစစ်ပေးရှောင်းကိုဘယ်လောက်လှူမဲဆိုပြီးတော့မှဒါအမြဲတမ်းလာစဉ်ပလန်လေးချပြီးတော့မှပေါ့နော်တောက်လျှောက်တွန်းအားပေးနေနိုင်တဲ့တွန်းအားပေးနေတဲ့ ပြည်သူလူထုတော်လှန်ပြည်သူလူထုပေါင်းလည်းကျွန်တော်တို့ဒါကျေးဇူးတင်တယ်လို့ဒါဒီနေ့ကနေပြောချင်တာပေါ့နော်။အဲဒါဆိုတော့ကျွန်တော်တို့တို့လောက်အားတွေတို့ရဲ့ချွေးနှဲစာတွေနဲ့တရားစနစ်တကျပန်းပိုးတဲ့လူတွေလည်းအများကြီးရှိတယ်။တို့ပန်းပိုးကူညီမှုအားပေးမှုတွေမပါလို့ရှိရင်လည်းကျွန်တော်တို့တွေလကအလုံးမလုံးနိုင်ဘူး။ကျွန်တော်တို့လက်ပလာနဲ့တော်လိုင်းတက်ကလက်ပလာနဲ့အလုံးလောက်ရတာပေါ့နော်။လက်ပလာနဲ့အလုံးလောက်ရတဲ့အခါကျတော့ကျွန်တော်တို့ပြည်သူလူထုရဲ့ထောက်ပံ့မှုတချို့ဆိုရင်ဒါ ကျွန်တော်တို့ဒီမှာအခု line ပေါ်မှာလည်းတချို့တွေလည်းတွေးကြမှာပါဒါတကယ်ဟိုစိတ်စိတ်တွေးကြည့်မှာတကယ်အများကြီးရင်ထဲမှာခံစားချက်တွေအများကြီးပေါ်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့တချို့သူအတွင်းခံကအစလိုအပ်တယ်ပေါ့နော်။အတွင်းခံကအစလိုအပ်တယ်။အဲကျွန်တော်တို့မှာလသာမရှိဘာမရှိတိုက်နေရတဲ့ရဲဘော်တွေပေါ့နော်ဒါဒေါ်လိုင်းရဲဘော်တွေအကုန်လုံးကတော့လာတာမရှိပါမရှိနဲ့တိုက်နေရတာသူတို့တွေကသူတို့အတွက်ဒါအတွင်းငံပေါင်းမိရဆာပေါ့နော်ဒါကျွန်တော်တို့ဒီဘက်မှာ top ကိုလုံနေတဲ့လူတွေဆိုရင်ဒါအတွင်းငံကဒါဟာ site ဘလောက် ဘယ်နဲ့ထဲစိုက်ပလောက်ဘယ်နဲ့ထဲဆိုပြီးတော့အတွင်းကန်အစားတခြားစနစ်တကျဝယ်ပေးပြီးတော့မှအထောက်ပံ့ဒီနေ့ဒီချိန်ဒီပေါ့နော်လာကုန်ရဲလေးဆိုလို့ရှိရင်မတို့ဘာတွေလုပ်မလဲဆိုပြီးတော့အစီအမံလေးဆွဲပြီးတော့မှဒါပံ့ပိုးနေတဲ့ပြည်သူအလုံးကိုလည်းဒါကျွန်တော်တို့တွေကဒါဒေါ်လာကြီးရဲပေါ်များကိုစားပေါ့နော်ကျွန်တော်တို့တွေကအထူးပင်ကျေးဇူးတင်ရှိတယ်ဆိုတဲ့ဟာလေးပြောချင်ပါတယ်နောက်ထပ်လည်းထပ်ပြီးတော့ဆရာနာရှင်တရှုံ မကြဆုံမရှင်းပါတော့ကြဆုံမရှင်းဝိုင်းပြီးတော့မှတည်းပို့ပြီးတော့မှအကူညီနိုင်ပါစေလို့လည်းကျွန်တော်အနေနဲ့ဆုတောင်းပေးတယ်ပေါ့နော်ဟုတ်အဲ့ဒါဒီရက်ပိုင်းမှာတော့ကျွန်တော်တို့ဒါထူးခြားသတင်းနေဆိုတာတွေပေါ့နော်ဒေါ်လာကြီးတွေစိတ်မကောင်းနေတာသတင်းလေးတချို့လည်းရှိတယ်ပေါ့နော်ဒါလည်းပြည်သူအားလုံးသိရှိပြီးဖြစ်ပါလိမ့်မယ်ပေါ့နော်အဲ့တော့ဘုံကျဲခိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးကြည့်ပြပေးပါဦးဟုတ်အဲကချင်ပြည်နယ်ပေါ့နော်ဝိုင်းမော်မြို့နယ်စာတုံးမြို့ဟိုစစ်တပ်ကနေပြီးတော့လေကြောင်းတိုက်ခိုက်မှုလုပ်တာပေါ့အဲ့ဒါတော့ကျွန်တော်တို့ မြေကြီးနားလေးတဲ့စကန်ဌာနချုပ်ကလည်းဒီမှာဒီចောင်းတိုက်ခိုင်းမှုနှစ်ကြိမ်လုပ်တယ်သူလုပ်တဲ့အချိန်ကလည်းဘုံကခုနကလေးတွေចောင်းဆဲနဲ့အရှိန်ဆိုတော့ခုနကလေးငယ်2ဦးနဲ့ပြည်သူအားလုံးပေါင်း7ဦးတည်တယ်ဗောနော်ခုနဦးကတော့အပြင်းထန်ဒဏ်ရာရတယ်ဗောအဲ့ဒီမှာကျွန်တော်တို့မြေကြီးနားလေးတဲ့စကန်ဌာနချုပ်မှာရှိတဲ့လေးရေတွေကတော့ခုန KAW လေးရေရှိတယ်နောက်တစ်ခုက a7 ကြက်ပြတ်တိုက်ခိုက်ရေးလေးရရှိတယ်။နောက်ကျွန်တော်တို့ MI35 ရယ် MI70 ရယ်နောက်တစ်ခုက กินถอดเลยบ่ PT6 เลยเลยสอเลย5မျိုးတော့ရှိတယ်เลย5မျိုးတည်းမှာမှာခုန K8 ကအခုဒါမြေပြင်ကတော်လိုင်းရဲဘော်တွေရဲ့ဗီဒီယိုဖိုင်တွေပါတွေပေးဖို့ချက်ရတော့ K8W လေချောင်းတိုက်ခိုက်မှုလောက်တာအများဆုံးသွားတွေ့ရတယ်ဗောနော်အဲ့လိုလေချောင်းတိုက်ခိုက်မှုခံရတိုင်းခံရတိုင်းကကျွန်တော်တို့ပြည်သူလူလူတွေမှာဗောနော်ခုနဒီတရေကိုတွေ့လိုက်တာနဲ့အဲ့တရေရဲ့အောက်မှာကွန်မန့်တွေကတကယ်စိတ်မကောင်းစရာတွေနဲ့အဲနောက်တစ်ခုကဒါလေးတက်သားတွေနဲ့ လေတဲ့ပိုက်လော့တွေရဲ့နောက်တစ်ခုကလေတဲ့စကန်ဌာနချုပ်တွေဘယ်လိုလက်တော့ပြန်မလဲဆိုတာမျိုးကိုအမြဲတမ်းပေါ့နော်ဒါဟိုလက်တော့ပြန်ဖို့အတွက်ပဲဒါပြည်သူလူထုကအတောင်းဆိုနေတာပေါ့ဒီလိုလက်တော့ပြန်ဖို့ဆိုတာလဲဘုံကလေတဲ့တစ်ခုကိုလေတဲ့စကန်ဌာနချုပ်တစ်ခုကိုဒါတော်လိုင်းရဲပေါ်တွေကအနီးကပ်ကပ်မယ်ဆိုတာတိတ်မလွယ်ဘူးပေါ့ဟိုတော်ရုံတန်ရုံလဲမကပ်ရဲဘူးဘာကြောင့်လဲဆိုတော့အဘေးနံတက်တွေပေါ့နော်ဒီအာမီတက်တွေ ကိုတွက်ဆက်ပြီးတော့မှရှင့်ချိန်နေရတော့အဲဒီမှာမှကျွန်တော်တို့တော်လိုက်ရေးဘက်ကနီးပညာတွေလိုအပ်လာမယ်နောက်တစ်ခုမှဒါဟိုပြည်တွင်းတွေမကဘူးပေါ့နော်တချို့ဟိုမြန်မာနိုင်ငံဘွားတွေဖြစ်တဲ့အမေရိကတို့ဩစတြေးလျတို့အဲ့လိုနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေကလည်းကျွန်တော်တို့တော်လိုက်ရေးဘက်ကိုဒါနီးပညာအားဖြင့် drone နဲ့ပတ်သက်တာလားဘယ်လိုလဲဟို idea တွေပေါ့နော်ဒါမျိုးတွေကိုအကြံပေးတဲ့လေလို့ကျွန်တော်ကတော့ယူဆတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့လေဟိုမနေ့ကဆိုလို့ရှိရင်ဒါ ဒေါ်လန်ကြီးခေါင်းဆောင်ကြီးရဲ့မှတ်ချက်ကဒါစစ်ကောင်စီအတွက်နတ်ဆိုးတကောင်ဖြစ်စီတယ်နော်ဟုတ်ပါဘူးဒါအင်မတန်ကြောက်ဖို့ကောင်းတယ်နော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကကိုထင်လဲဦးဆိုပြီးတော့မှနော်ဒါအန်းကိုရေးလိုက်တာကဒါခမားရှိရဲ့နေရာထိတက်ကြိတ်လိုက်ရမလားဆိုတဲ့ဟာကကြိတ်တောင်ကြိတ်ပြီးသွားပြီပေါ့နော်ကြိတ်တောင်ကြိတ်ပြီးသွားပြီအခုနောက်တစ်ယောက်ထပ်ပြီးတော့မှရေးပြန်ပြီပေါ့နော်ဒီဟာကတော့ကျွန်တော်တို့ကချင်ပြည်ကချင် KIA ကဒါဗိုလ်ချုပ်ခွန်မော်က နော်ဒီဒီဟိုကိစ္စနဲ့ပတ်သက်ပြီးတော့မှစတုံးကိစ္စနဲ့ပတ်သက်ပြီးတော့မှအဲဆရာကြီးပြောပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ तू ကမြို့လေကောင်ဈေးနှောင်းကိုကျေးတာနော်ကျေးတာဈေးနှောင်းကိုကျေးတာကလေးတွေကလည်းចောင်းဆင်းပြီးတော့မှဒီဈေးကိုဖျက်ဈေးဘက်ကိုဖျက်ပြီးတော့မှဈေးဘက်ကနေဖျက်ပြန်တဲ့ကလေးတွေလည်းရှိတယ်ပေါ့နော်ဒီလိုမျိုးဖျက်ပြန်တဲ့အချိန်မှာ तू ကဘုံကျဲကျဲချင်းမှာကလေးနှစ်ယောက်ဆိုရင်ဒါဟိုပါသွားတယ်ပေါ့နော် owners for ဒါဒီဆုံးသွားရရတယ်ဗောနော်လေဘုံကျဲမှုကြောင့်နောက်ထပ်ခုဒါအပြင်းထန်ဒဏ်ရာရပြီးတော့မှအတက်အနေဆိုးရင်ရတဲ့ ဖြူသူလူလူထဲမှာတခါကလေးနှစ်ယောက်ထပ်ပါနေပြန်တယ်အဲ့ဒီចောင်းတက်တဲ့အထဲတွေကကလေးနှစ်ယောက်ပေါ့နော်ចောင်းပြန်ကလေးနှစ်ယောက်ပေါ့ထပ်ပြီးတော့မှပါနေပေါ့ပေါင်900နဲ့3ချိန်ဒါကျဲတယ်လို့လဲဒါမြေပြင်ကတရင်ရတယ်ပေါ့နော်3ချိန်ကျဲတယ်လို့လဲပြောတယ်အဲ့တော့ဘယုတ်ခွိုင်မော်ကအဲ့ဒီစရုံးမြေပုံလေးကိုစခွင်ရှော့ရိုက်ပြီးတော့မှစရုံးမြေပုံလေးရဲ့ပြီးတော့ကျွန်တော်တို့ဒီကလေးတွေရဲ့ဓာတ်ပုံရဲ့ဒီထိွားတဲ့ပြည်သူလူထုပေါ့ဗျာပြည်သူလူထုရဲ့ဓာတ်ပုံရဲ့ဟိုဟာလုတ်ပြီးတော့မှဘယုတ်ခွိုင်မော်က အဲမင်းတို့တွေလူမဟုတ်တော့ဘူးနော်ဒါမင်းတို့တွေလူမဟုတ်တော့ဘူးလူချင်းလူချင်းမကြံဘူးပေါ့နော်အဲဆိုလိုချင်တာကတော့မင်းတွေငါတွေတိုက်ရင်တိုက်ပါလားဟုတ်လားဟုတ်တယ်တိုက်ရင်တိုက်ပါလားအဲ့လိုမဟုတ်ခဲနဲ့လေချောင်းအားကိုမေးလို့လို့တဲ့စောက်ကျင်နေပြင်သင့်ပြီဆိုတဲ့ဟာကိုဒါဗိုလ်ချုပ်ခွန်မော်ကသူ့ရဲ့ကိုပိုင် Facebook account မှာဒါမှတ်ချက်လေးတခုရေးသားထားတာတော့တွေ့ရတယ်ဗောနော်ဒါနဲ့ပတ်သက်ပြီးတော့ဒါကအဲပြင်းပြင်းထန်ထန်လက်တော့ ပြန်လာလိမ့်မယ်ဆိုတဲ့ဟာလေဒါဟိုဒေါ်လာရင်းခေါင်းဆောင်တယောက်ရဲ့ဒါမှတ်ချက်ပြုစကားကတော့ဒီတိုင်းတော့ဟိုကျွန်တော်တို့လိုကျွန်တော်တို့လိုဘာကောင်းမှမဟုတ်တဲ့ကောင်တွေအပျော်ပြက်တင်လာတဲ့တင်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ तू ကတကယ်ကိုရင်ထဲကလှိုက်လိုက်လဲလဲကျွန်တော်တို့ပျော်ပြက်တင်နေဆိုတာကျွန်တော်တို့ကဟာသတင်တဲ့ post ကိုပြောတာပါကျွန်တော်တို့ online နဲ့ပတ်သက်လို့တော့ကျွန်တော်လည်းအပျော်ပြက်မတင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမျိုးဟာသ post တွေတင်နေတယ်ပေါ့နော်ဒီ online ခေါင်းဆောင်တွေက ပို့ဆိုတော်ရုံတိုင်ရုံလဲတင်ခဲ့ပါတယ်တင်ပြီဆိုရင်လဲတင်တဲ့ဟာနဲ့ post တင်တဲ့ဟာနဲ့ညီမျှသောအလုပ်ပေါ့နော် post တင်တဲ့ဟာနဲ့ဒါကိုက်ညီသောအလုပ်မျိုးကိုဒါလုတ်တဲ့လုတ်တက်တဲ့လူစားမျိုးတွေလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ online ခေါင်းဆောင်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ချစ်ကောင်စီကိုထပ်ပြီးတော့မှာမင်းတို့လူဟုတ်သေးရဲ့လားလို့ထပ်မှတ်ချက်ပြုတ်ပြီးအဲ့တော့ဘာထပ်ဖြစ်လာအောင်မလဲထပ်ပြီးတော့မှာဘယ်လိုပြောမလဲတော်တော်စိတ် ထိတ်ထဲမှာသူတော်တော်ရှိလို့ထုတ်ရေးတာပြောပြောရမလားဒါတေးထားတယ်ပေါ့နော်ဒီဟာကြီးကအဆိုင်ခဲတစ်ခုသူ့မှာဖြစ်သွားတယ်နောက်ထပ်သူ့ရင်မထဲကိုစစ်ကောင်စီကစူးတချောင်းစူးတချောင်းလာစိုက်လိုက်ပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီစူးကဒီတိုင်းနေရင်တော့မြင်း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 နဲ့တောင်စူးနေရပြီးတော့အဲ့ဒီစူးပေါ်သွားပြီးတော့မှကျွန်တော်တို့စူးတဲ့စူးစူးပြီးသားနေရောက်သွားပြီးတော့မှလက်ဖိမိသားတို့တစ်ခုခုလေးလံတဲ့အရာတစ်ခုခုဖိမိလို့ရှင်အထဲထဲမှာပို့ပြီးတော့မှ ပိုဆိုးသွားမှာပေါ့နော်ပိုဆိုးသွားမှာသူ့မှာကဘရုတ်ကွမ်ပေါ်မှာအရင်စူးတွေရှိပြီးသားပါရှိပြီးသားပေါ့နော်ကျန်တဲ့နေရာတွေဘုံကျဲခံရတာပါလေသူ့ရင်ထဲကစူးတွေရှိပြီးသားဖြစ်တဲ့အတွက်ထပ်ပြီးတော့မှစစ်ကောင်စီကအဲ့ဒီနေရာကိုစူးစူးထက်ထဲတာတို့သွားပြီးတော့လေးလံတော့အရာတစ်ခုနဲ့သွားဖိတာတို့အခုဒါစရုံးကိစ္စအဲ့လိုသွားလုလိုက်တဲ့အတွက်သူ့ရဲ့မှတ်ချက်ကတော့ကျွန်တော်တနေ့ဒီချိန်ချိန်မှာလက်တုံးပြန်မှုကတော့ ကောင်းကောင်းမွန်မွန်ပြန်လာလိမ့်မယ်လို့ဒါကျွန်တော်တို့အနေနဲ့ယုံလဲယုံကြည်တယ်ပေါ့နော်လက်ရှိလုပ်နေတဲ့အလုပ်တွေအားဖြင့်လည်းဒါယုံကြည်ရယုံကြည်ထိုက်ရတော့လူတယောက်လည်းဖြစ်တဲ့အတွက်ကျွန်တော်လေးစားတဲ့လူတယောက်ဖြစ်တဲ့အတွက်ဒါသူ့ရဲ့မှတ်ချက်ကတော့တော်တော်ကြောက်ဖို့ကောင်းတယ်လို့စစ်ကောင်ကြီးကိုကျွန်တော်ပြောချင်တာပေါ့နော်ဟုတ်ပါဘူးနော်အဲဒါမှပဲကျွန်တော်တို့တွေလိုလိုတင်တဲ့ပြည်သူတွေအနေနဲ့ကတော့အားလုံးပဲဒီလိုဒီလူမှုကွန်ရက်ဆက်မနိုင်မှာဒီလိုပဲဒီလိုတင်နေကြရမယ်လေလက်ရှိကောင်းဆောင်တွေအနေနဲ့ကတော့အခုလိုပြောပြီးဆိုရင်တော့တော်တော်လေးဟိုမှာအားရပါရနဲ့အခြေမနဲ့ဖြစ်လုံလုံပြောတာဖြစ်ပါတယ်။ဘာဘာနဲ့ကြည့်မပုံနဲ့ပြပါလိမ့်။အေးအားလုံးပဲ ိုက်ဆက်ပြင်မယ်ဆိုတာဆက်လက်ဆောင်ကြည့်မှာဖြစ်ပါတယ်။တော်လမျိုးတွေအားလုံးပဲဒီ video နဲ့ပဲဆုံးသက်လိုက်ပါတယ်။နောက်ထပ်ပြီးတော့မှတော့နောက်ထပ်ဒီ video မှာတော့ကျွန်တော်ရဲ့ကိုကျေပလူရဲ့ channel လေးကို like and subscribe နဲ့ subscribe ပြီးခေါင်းထဲထည့်တက်လာများပြီးတော့တရင်အောင်ရှိရဖြစ်ပါတယ်။တော်လမျိုးတွေအားလုံးပဲသဘောပေးနေမေးပြီးတယ်မှာများသောကြည့်မွေးကြပါစေလို့ထပ်မံတောင်းဆုပေးနေဖြစ်။သုံးနေရှိပြီးတဲ့တူပြင်းတဲ့အဖူပဲကြည့်လို့နေရှိပါတယ်။နောက် video မှာပြန်လည်းဆုံးပြကြပါမယ်ဗျာ။